မြေရှိပြီးအိမ်ဆောက်ဖို့အခက်အခဲရှိသူတွေအတွက်ခေါက်အိမ်များစတင်ရောင်းချပြီဖြစ်တယ်လို့သိရပါဗျ။ခေါက်အိမ်တွေကိုအိမ်ယာပိုင်ဆိုင်မှုမရှိတဲ့အခြေခံလူဒန်းစားတွေအတွက်အဓိကရွယ်ပြီးတန်ဖိုးကတော့တစ်လုံးကိုကျပ်သိန်း90နီးပါးကုန်ကြမှာဖြစ်ကအခြေခံလူဒန်းစားတွေဝယ်ယူနိုင်ဖို့စီမံကိန်းတွေထားပြီးလုပ်ဆောင်သွားဖို့ရှိရလို့ခေါက်အိမ်ရောင်းချမဲ့ Trisha Triangle Company Director ဦးကျော်ထူအောင်ကပြောပါဗျ။ ဒီအစီအစဉ်မှာလူတိုင်းတထောင်ချက်ထည့်ရုံနဲ့လူတန်းမှုကနေရရှိလာတဲ့အလှငွေနဲ့အစင်သင့်နေထိုင်နိုင်မဲ့ခောက်သိမ်းအိမ်တွေကိုဝယ်ယူနိုင်ကြမဲ့စီမံကိန်းတွေပါဝင်တယ်လို့ဒီဇင်ဘာ21ရက်နေ့ကတာဂေတာမြို့နယ်မှာပြုလုပ်ခဲ့တဲ့တက်မိုးနဲ့ခောက်သိမ်းအိမ်အယောင်ပြပွဲခန်းနာမှာဥကျော်ထူအောင်ကအခုလိုပြောကြားခဲ့ပါတယ်။တလမှာတထောင်ဘလို့ငွေကောက်ခံမလဲတလမှာတထောင်တလမှာတထောင်ဘိုးနောက်ကအဖွဲတွေတလတထောင်ဆိုရင်အိမ်ပိုင်မယ်ဆိုရင်တလတထောင် ပဏ္ဍိထရမလဲဆိုတော့၅နှစ်စီမံကိန်း၅နှစ်စီမံကိန်း၅နှစ်စီမံကိန်းအနည်း၃၀လောက်လိုက်ရင်ကျွန်တော်တို့နိုင်ငံမှာအိမ်ယာမဲ့ဆိုတော့တော်တော်လေးပေါက်ရောက်သွားမှာလို့ကျွန်တော်မြင်ပါတယ်။ဘာဖြစ်လို့ကျွန်တော်ဒီစကားကိုပြောရလဲဆိုဗုဒ္ဓဘာသာနိုင်ငံကျွန်တော်နိုင်ငံအလူတန်းရရောတဲ့နိုင်ငံအိမ်ရှိတဲ့လူတွေကလည်းအိမ်မရှိတဲ့လူတွေတော့တစ်လမှာတစ်ထောင်နဲ့တသိန်းလူကြီးလည်းမရအောင်နှစ်သိန်းလူကြီးလည်းမရအောင်တန်း30သောအလုပ်လုပ်တဲ့လူတွေကတစ်ထောင်ပေါင်ဝင်ပြီးတော့ကျွန်တော်တို့ဒီ ဒီပေါ်ဝင်ပြီးကမကရလုပ်တဲ့အဖွဲ့အစည်းတွေကျွန်တော်တို့ဖွဲ့စည်းရပါမယ်။ဘာနေဖွဲ့စည်းရမယ်။ကျွန်တော်ဝေကောက်ခံတဲ့အဖွဲ့တွေဖွဲ့ရမယ်။ကျွန်တော်တို့တနည်း2000 solution တော့ကျွန်တော်တို့ဒီပရမနစ်ဆိုရင်အစိမ်းအောင်ကပြားလေးဒုတိယနေ့အဝိုင်းအောင်ကပြားလေးတတိယနေ့ဆိုလို့ရှိရင်အပြောင်ကပြားလေးဇရုတ်နေ့ဆိုလို့ရှိရင်ပိုင်းအောင်ပစ္စမနေ့ငါးနေ့ပြောင်းတဲ့နေ့မှာအနည်းအောင်ကပြားလေးဖြစ်အောင်အဲ့တော့အဲ့ program မှာပါဝင်တဲ့လူတွေအားလုံးကကပြားလေးတစ်ခုရှိရအောင်နဲ့တလောက်ကို1000 လူသားချင်းအပြည့်အနည်းဆိုရင်လူတယောက်က6000ကျောင်းပဲကြပါဘူးပိုလူပြောင်းမလို့ပါဘူးအဲ့တော့ကျွန်တော်တို့ဒီ affordable house 350ဆိုတဲ့အိမ်လေအောင်ဆိုလို့ရှိရင်เนาะတစ်လမှာ billion 30ဆိုလို့ရှိရင်အိမ်အခန်းပေါင်း150ဆိုလို့ရှိရင်အိမ်ခန်းပေါင်းကျွန်တော်တို့1200ဆိုထွက်ပါတယ်အဲ့တော့အဲ့ဒါကို multiply လုပ်လိုက်လို့ရှိရင်တစ်လမှာ1200ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆောက်လုပ် industry တခုလုံးလေးပြန်လည်နိုင်ပါရဲ့အလုပ်တွေလည်းပြန်ပြန်ပြီးတော့အလုပ်ရအောင် အဲ့ဒီအတွက်ပါကျွန်တော်တို့၅နှစ်ပြည့်တဲ့အခါမှာဆိုရင်အိမ်လုံးပေါင်း၂သိန်းကျော်ထွက်ပါတယ်။၅နှစ်၅နှစ်၅နှစ်အနည်း၂၀သွားလို့ရှိရင်ကျွန်တော်တို့နိုင်ငံမှာအိမ်မပိုင်တဲ့လူရှိတော့ပါဒီအစီအစဉ်ကိုလူပေါင်းတန်း30ပေါ်မှာအခြေခံတွက်ချက်ထားတာဖြစ်ပြီးဆက်လက်လှုပ်ဆောင်ဖို့အတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေကိုအကြံပြုတင်ပြလှုပ်ဆောင်သွားမယ်လို့သိရပါတယ်။ ခောက်သိန်းအိမ်တွေကို Treasure Triangle ကုမ္ပဏီကတရုတ်နိုင်ငံကနေတင်သွင်းတာဖြစ်ပြီးအိမ်တလုံးကိုချက်သိန်း50ရှိတဲ့အပြင်မှားတဲ့လူတွေအတွက်900ခန်းသောအခွန်နဲ့ကုမ္ပဏီမှလိုက်လံပို့ဆောင်တိစောက်ပေးမှဖြစ်တဲ့အတွက်နေရာပေါ်မူတည်ပြီးကုန်ကြစရိတ်ရှိမှဖြစ်ပါတယ်။ ခောက်သိန်းအိမ်တလုံးအတွက်အခန်းဖွဲ့ခြင်းဗရန်ဒာစတဲ့ပြင်ဆင်မှုတွေကိုအမြန်ဆုံး၁၀ရက်ကနေ၁၅ရက်ခန့်အချိန်ပေးဖို့လိုအပ်ပါတယ်။ခောက်သိန်းအိမ်တလုံးအနေနဲ့အနည်း၂၀ခန္ဓာရည်ရှိပြီးငလင်တန်းမှာပြင်အားရစ်စတာစ်ခေ9အထိခန္ဓာရည်ရှိအောင်တိဆောက်ထားတဲ့အပြင်လေးတိုက်နှုန်းမှာတနားရီကိုမိုက်ဒီယာ၂၀အထိခန္ဓာရည်ရှိမှု အပူရန်သက်သာစီနံအောင် ဆောက်လုပ်ထားတယ်လို့ဆိုပါတယ်။ အိမ်အရွယ်စားမှာအလျား၈ပေ၂လက်မှအနံ16ပေနဲ့အမြင့်၈ပေ6လက်မှရှိမှာဖြစ်တယ်လို့သိရပါဗျ။ခောက်သိန်းအိမ်တွေကိုရွေးရှာအိမ်တွေဖြစ်အသုံးပြုနိုင်ပြီးအပန်းဖြေအိမ်တွေ၊ဘန်ဂလိုအဆောင်၊အိမ်ငှား၊ဂိုရောင်တရားထိုင်မှုအဆောင်အနေတွေနဲ့အသုံးပြုနိုင်မှာဖြစ်တယ်လို့သိရပါဗျ။